မင်္ဂလာပါမင်းမင်းအရန်ကြိုက်တဲ့ခင်ချီကြီးကဟင်းရီလေးကိုချက်ပြပါမယ်အရန်စားကောင်းတာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအပေးသွားကြပါအောင်เนาะအရင်ဦးဆုံးကျွတ်တူနီလေးတွေကိုလှီထားပေးပါမယ်ပြီးတော့ကျွတ်တူမျိုးတစ်ဒက်လောက်ကိုလည်းလှီထားပေးပါမယ်ငရုတ်ပြီးအပွားထောက်လေးကိုလည်းတစ်ဝက်လောက်သုံးပေးလိုက်ပါတယ်ပြီးရင်ကျွတ်တူမိတ်ကိုလည်းမင်းမင်းလှီထားသလိုမျိုးလှီထားပေးလိုက်ပါ အရွက်လေးတွေကတော့ပပလေးလှူပေးလိုက်ပါတော့အပေါ်ကပြန်ဖြူဖို့အတွက်ပါပြီးရင်ဝက်သုံးသက်သားလေးကိုလည်းပပလေးလှိထားပေးလိုက်ပါတယ်တိုဟူးလေးကိုလည်းသုံးပေးပါတယ်တိုဟူးလေးကိုတော့မမေကတော့သုံးတော့အောင်လှိလှိထားပေးလိုက်ပါတယ်ဝတ်သားကိုကြတော့မမေကပပလေးကြိုက်တာမဟုတ်လို့ပပလေးလှိထားတာပါเนาะကိုကြိုက်တဲ့အနေအနေထားတုံးလို့ရပါတယ်ပြီးရင်မြေအိုးပေါ်မှာ စီလေးထည့်ပြီးတော့ဝတ်သုံးတက်သားလေးတွေကိုလှိပ်ပေးမယ်ပြီးလို့ရှိရင်ကျက်တော့အနီနဲ့အဖြူလေးပါရောပြီးတော့လှိပ်ပေးလိုက်ပါမယ်တအားလောက်လှိပ်ပြီးလိုက်လှိပ်ပြီးပြီးရင်ကင်ချီလေးတွေကိုထည့်ပေးပါမယ်ကင်ချီကတော့ချင်တဲ့ကင်ချီလေးဆိုရင်ပို့ပြီးတော့စကောက်ပါတယ်အရန်မချင်ဘူးဆိုလို့ရှိရင်တော့ဟိုအချင်တက်လေးတခြားဟာလေးနည်းနည်းထထည့်လို့ရပါတယ်เนาะ နာလောက်လှိပ်ပြီးရင်ရင်းနှွေးလေးကိုထည့်ပေးပါတယ်။ကြက်ပြုတ်ရည်လေးရှိရင်တော့ပိုကောင်းပါတယ်။ကြက်ပြုတ်ရည်ဆိုရင်ပိုပြီးတော့အရသာလေးလေးပေးပေးနဲ့စားကောင်းတာပေါ့နော်။အဲ့ဒါပြီးရင်ဂျပန်ငမြရည်လေးကိုအနည်းငယ်ထည့်ပေးပါတယ်။ပြီးတော့ကြက်သားမှုလေးကိုလည်းထည့်ပေးပါတယ်။ဂျပန်ဒါရှိမှုထည့်ရင်လည်းရပါတယ်နော်။ပြီးရင်ခိုချူးကြံလေးကိုလည်းထည့်ပေးပါတယ်။ခိုချူးကြံလေးကတော့ အနေတော်အရွယ်လောက်ထည့်ပြီးပေါ့နော်အဲ့ဒါပြီးရင်ကြက်တော်မေရဲ့ငရုတ်တီးခီးထားတာလေးရဲ့ကိုထည့်ပြီးပြီးတော့အရသာလေးတွေနှံ့ဆန့်သွားအောင်တေချာလေးမှွေပေးပါပြီးရင်အဖုံလေးအုပ်ပြီးတော့ခနာလောင်းစုအောင်တည်ထားပေးလိုက်ပါနော်อิชิลิไอ้เนี่ยเฉิงฟลอยย้ายနေတာပါအခုอิชิลิอ่ะโนလာတော့มาဟိုโนกาซาဆိုအမေအရန်ကတ်တယ်ခွာလို့မရတော့อิชิลิတဖန်နဲ့ဟင်ဟိုကတန်လိုင်းဖြစ်နေတယ်ဆိုတော့อิชิลิကိုฉีပြီးတော့ฉတ်နေပါတယ်ထပ်ပြီးတော့ အခုလိုမျိုးစူလာပြီးဆိုရင်အရသာလေးမြည်ကြည့်လိုက်ပေါ့နော်အချင်တက်လို့ရဆိုရင်တော့ရှလက်ကရေးလေးအနည်းငယ်ထည့်လို့ရပါတယ်မိမိကတော့အရသာမြည်ကြည့်တာတော့ကွက်တည်ပါပဲပြီးရင်တိုဟူးလေးတွေကိုထည့်ပေးပါမယ်အပ်ပေါ်လေးအနည်းငယ်ကိုပါထည့်ပေးပါမယ်မကြက်ဥခွဲဖို့လက်ကမအားတော့အချီဖဖေးကကြက်ဥလေးလေးကိုလက်ထည့်ဝါပေးပါတယ်အဲ့ဒါပြီးရင်အဖုံးလေးအုပ်ပြီးတော့ခဏလောက်ထားထားလိုက်လို့ရှိရင်ရသွားပါပြီเนาะ ဒီမှာအခုဆိုရင်ကြက်သွားပါပြီအရန်အရသာရှိတဲ့ကင်ကြီးကြီးကလေးရသွားပါပြီเนาะတော်တော်လေးကိုစကောက်ပါတယ်အားလုံးပဲလိုက်လို့စာကြည့်ကြပါအောင်เนาะဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်